နောက်ထပ်လာအောင်မဲ့ Golden Man Evas များနံပါတ်1 Dazzling Golden Base ကျွန်တော်တို့ base design ကြီးရွှေအောင်ပြောင်းသွားပါတော့မယ်အဲ့ကာလအတွင်းမှာ Classic Run ပွဲတွေဆော့ရင်းဒီရွှေအောင် base ကြီးကိုချိုးနိုင်တဲ့အသင်းအားဒီတော့လေးတွေပို့ရမှာဖြစ်တယ်အဲ့တော့လေးတွေကိုဖုန်းနဲ့စိန်တွေကန်ဆန်းဖို့ Dazzling Evas မှာတွားလဲနိုင်ပါရဲ့ Easter egg တက်စချို့လုပ်ရင်းနဲ့ Spin coin တွေလည်းရနိုင်မယ် Spin coin တွေကတော့ Ruby skin ရနိုင်တဲ့ Dazzling Evas မှာတောင်းရမှာပါနံပါတ်1 Shuffle Draw အရင်ကဒီလိုလှည့်ပြီး special skin တကောင်ရွေးယူခဲ့ကြရင် event ကိုမှတ်မိကြမှာပေါ့ကိုလိုချင်တဲ့ဟာရမှဝင်ခလိုင်းရတာဖြစ်ပြီးတခါယူပြီးရင်နောက်ထပ်ယူလို့မရတော့ပါဘူးတချို့ဆို magic dust တွေမှာယူခဲ့ကြသေးရဲ့အဲ့ဒီ event ဟာအဆင့်မြင့်ပြီးတော့ဒီတခါ epic skin တွေထိကိုရွေးယူလို့ရတော့မှာဖြစ်ပါတယ်နံပါတ်3 promo diamond event စတေးနေကစားပြီး promo diamond တွေစစုဆောင်လို့ရမှာဖြစ်ပြီး26ရက်နေ့မှာတော့ mega set short series နဲ့အတူ promo diamond တွေစသုံးလို့ရမှာပါ ထူးခြားချက်ကအရင်လိုစကင်ဝယ်ဖို့နဲ့ record ဖောက်ဖို့အတွက်တင်မဟုတ်တော့ဘဲနဲ့ event ကြီးနှစ်ခုမှာပါဒီ promo diamond တွေကိုထည့်သုံးလို့ရတော့မှာဖြစ်ပါရဲ့အဲ့ event တွေကတော့ number 4 Selena Zanis skin Fazana Zanis ရဲ့နောက်ဆက်တွဲ Selena Zanis skin ဟာဆယ်ရက်နေ့မှာရောက်လာတော့မယ်ဒီ event မှာလှည့်ဖို့ promo diamond တွေကိုအသုံးချနိုင်ပါရဲ့ number 5 Alpha Legend skin ဂျွန်ဆန်လက်ဂျန်ထွက်တာမှမကြသေးဘူးခု20နှစ်နေ့မှာအသစ်ထွက်လာတော့မယ် Alpha Legend skin ကပုံမှန်လို Magic Wii ကနေလဲလို့ရတော့မှာမဟုတ်ပဲတက်တက် event တခုမှလှည့်ရတော့မှာပါဒိုင်မွန်တထောင်းငွင်းချင်းကုန်နိုင်ပြီသူလဲ promo ဒိုင်မွန်တွေနဲ့ပါဝင်လို့ရပါလိမ့်မယ်ထူးခြားချက်ကဝယ်တဲ့ MS and Lite ကိုပိုင် ID တက်တွေပါလာမှာဖြစ်ပြီးစက်တန်း skin တွေ Sparkle skin တွေ Atomic Pop skin တွေ Amor skin တွေလည်းပြင်ရောင်းနိုင်စီရှိတယ် ပြောရရင်အရင်နှစ်ကဒီလိုချိန်515 event လာနေရမဲ့အစား golden man event နဲ့အစားထုတ်လိုက်တာပေါ့နံပါတ်6 leslie epic skin အခုကျွန်တော်တို့ barras epic skin တုံးရလို့ပဲ starlight နီနီတန်တဲ့ဈေးနဲ့ leslie epic skin ကိုရလာမှာဖြစ်ပြီးတခြားပိတ်တဲ့ skin တွေ rewards တွေလည်းပါလာပါလိမ့်မယ် starlight လို့ပဲရိုးရိုးနဲ့ premium နှမျိုးဝယ်နိုင်မှာဖြစ်ပြီး24ရက်နေကြာရင်စာရောင်းတော့မှာပါနောက်ဆုံးချက်အနေနဲ့ကတော့ hero အကုန်လုံးနဲ့ skin အခုတရားကို30ရက်နေ့ကနေ april 3ရက်နေ့အထိ free trial ပေးကင်ခွင့်ပေးမှာဖြစ်ပါတယ်။အဲ့တော့အခုဆက်လက်ပြီး point 1800ကျန်ရနိုင်မဲ့ Dustlane Event ရဲ့ Ruby Skin တွေကိုနှစ်ကောင်နဲ့တစ်ကောင်ရွေးရမှာဆိုတော့ Spotlight Comparison လေးကြည့်ကြည့်ရအောင်။တကယ်ချင်းတို့ရဲ့ထင်မြင်ချက်ကိုလည်းအောက်မှာရေးပွဲခဲ့နိုင်ပါတယ်။ Are you shivering? အဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်။တင်းရဲ့ထင်မြင်ချက်ကိုလည်းအောက်မှာရေးဝတ်နိုင်ပါတယ်။ See you guys next time.